အဲ့ဒီပြည်ကြီးတွေရဲ့အကြီးအကဲတွေဟာမိဒေတာမင်းတန်ဘဝမင်းတွေရဲ့ဓလိထုံးစံအချို့ကိုသုံးစွဲလာကြပါတယ်မိဒေတာမင်းတန်ဘဝမင်းတွေဟာတပ်ဦးစံပိုင်နဲ့လောကသမှုတိနတ်ဟူရဲ့၎င်းရေမြင့်ရှင်ဘဝရှင်ဟူရဲ့၎င်းစัจ java ဝတိမင်းဟူရဲ့၎င်းအခေါ်ခံခဲ့ကြပါတယ်ဤတို့ဖြင့်မြန်မာနိုင်ငံတွင် ရေမြင့်ရှင်တပ်ဦးစံပိုင်ဘရင်စနစ်ထွန်းကားလာခဲ့ပါတယ် မြမဘီရင်များစိုးမိုးတဲ့ခေတ်တလျှောက်လုံးကိုတောက်ဆံပိုင်းစနစ်နဲ့လာအုပ်ချုပ်ခဲ့ပါရခင်ဗျာဘုံပညာနဲ့ပြည့်စုံပြီးအမျော်မြင်ရှိတဲ့မင်းတွေလက်ထက်မှာနိုင်ငံဟာကြီးကျယ်စီကားဖွံ့ဖြိုးလာခဲ့ပြီးဘုံပညာနဲ့ပြီးအမျော်မြင်မရှိတဲ့မင်းတွေရဲ့လက်ထက်မှာမြမနိုင်ငံဟာဒုက္ခအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရပြီးနိုင်ငံပြည့်ရတဲ့အခြေအနေထိအောင်ရောက်ခဲ့ရပါရခင်ဗျာအနောက်ယထာဘရင်မောင်နဲ့အလောင်းပြားစတဲ့မင်းတွေရဲ့လက်ထက်မှာ အစိတ်စိတ်ကွဲပြားနေတဲ့မြန်မာနိုင်ငံကိုစူးစီးတီထောင်ခဲ့တဲ့မင်းများဟုတမိုင်းမှာထင်ရှားခဲ့ပါတယ်။ကိုမောင်ခေလိုအမိတွင်နဲ့နောက်ဆုံးမြန်မာဘရင်တွေရဲ့လက်ထက်မှာတော့ပေါ်တူဂီ၊အင်္ဂလိပ်၊ပြင်သစ်၊ဒတ်စတဲ့ဥရောပတိုက်တာတွေဟာမြန်မာနိုင်ငံကိုကုန်ရောင်းကုန်ဝယ်များအဖြစ်ရောက်လာကြပြီးတဲ့နောက်မှာတော့တဖြည်းဖြည်းနယ်ချက်ဝါဒကိုကျင့်သုံးလာခဲ့ကြပါရယ်ခင်ဗျာ။အဲ့ဒီလိုနဲ့ 1826ခုနှစ်အင်္ဂလိပ်မြန်မာစစ်ပွဲမှာမြန်မာတွေဘက်ကအင်္ဂလိပ်အစိုးရကို အာတန်မဏိပူရာရခိုင်နဲ့တနင်္လာရီနယ်တွေကိုပေးအပ်လိုက်ရတယ်လို့1852ခုနှစ်ဒုတိယစစ်ပွဲမှာလည်းအောက်အခြေပိုင်းကို မြေထဲမြို့တောင်ငူမြို့တွေအထိပေးလိုက်ရပြန်ပါတယ်ခင်ဗျာ။